နူးနဲ့ဆိုရဲကောင်မနူးနဲ့အမားကိုနှစ်ကြိမ်ဆက်တိုက်တောင်ကျူးလွန်တာဗျာပထမတစ်ကြိမ်သူဘောလုံးပေးမားတယ်အဲ့ဒါတစ်ကြိမ်ထားလိုက်ဘောလုံးပြန်ရပြီအဲ့ဒါကိုကဘာဒီရောစီယာကိုဘောလုံးဆွဲလူလိုက်ပြီးတော့ဟိုရောက်ဖောက်ကိုကြောက်တိုက်လိုက်တဲ့လူမျိုးကိုဖြစ်သွားတာဗျာနော်အဲ့နူးနဲ့ဆိုရဲကောင်လက်ဆောင်ပေးလိုက်တဲ့ဂူကကျွန်တော်ဒီနေ့ပြောချင်ဆုံးအရာပဲ မင်္ဂလာပါကျွန်တော်တို့ဘူထက်ကြည့်ပါမန်စီးတင်းတွေကိုအမြဲတင်ဆက်ပေးနေတယ်မန်စတီဖန်တက်ရောက်ပါကြအဲ့တော့ညကလီယူနိုက်တက်အတင်းကို3-2ဆိုရရလနဲ့အနိုင်ရရှိခဲ့တဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒါပွဲပြီးသုံးတက်ချက်ကလေးပြုလုပ်ပေးသွားခြင်းနေပေါ့ခင်ဗျာလီယူနိုက်တက်ကလေကျွန်တော်တို့ကန်နေရတာကိုတော်ပေးရပြောလို့ပဲရီယယ်မက်ထရီနဲ့ကန်နေရတယ်လို့မျိုးပဲဗျာ3-2တဲ့နောက်ဆုံးမိနစ်ကြာမှအတက်အတန်ဖိုးလိုက်ကယ်လိုက်တဲ့ဂိုးလေးကြောင့်အနိုင်ရရှိခဲ့တာဗျာ တကယ်ကိုပဲဆောက်ရက်တွေ꽌တော့မလို့တကယ်ကိုပဲဒီလိုတန်းစင်းဆောင်ကအသင်းမျိုးဒီလိုမျိုးကစားတာမန်စီးတီးပါလားဆိုရဲဟာဟာမျိုးကျွန်တော်တို့မကြခင်အခြားဖန်တွေကလောင်မြောင်တဲ့တံကိုခံရတော့မလို့တော်ရည်တဲ့ဖူရန်ကယ်တိုင်းလို့မလို့ဖူရန်ရဲ့အဲသူရဲ့ trade map ပုံစံမျိုးပဲပေါ့ဗျာ area ထိတ်ကနေပြီးတော့ကန်တဲ့ဟာမျိုးอ่ะကျွန်တော်တို့သူရဲ့ trade map လို့လည်းပြောလို့ရတယ်ဗျာအဲ့တော့ဒူရာမကယ်လိုက်ရင်ကျွန်တော်တို့တကယ်အဆက်ကွဲပြီညာ ဘက်ထွက်လူစင်းကိုကျွန်တော်စကြည့်လိုက်တော့ဗျာကျွန်တော် Telegram မှာဆိုကျွန်တော်ပြောတယ်ဒီ Facebook တို့ဒီပြောလို့ရှိရင်ကျွန်တော်ဒီ TikTok မှာဆိုလည်းကျွန်တော်ကိုးပြတ်နိုင်ပြီဆိုပြီးတော့ကျွန်တော်ပြောတာဗျာတကယ်လူစင်းရတော်တော်ကြီးကိုကောင်းတဲ့လူစင်းဒီလူစင်းကကျွန်တော်အကြိုက်ဆုံးလူစင်းပဲကိုးပြတ်နိုင်ပြီဆိုပြီးကိုထင်လိုက်တယ်တကယ်လဲပွဲစားစားခြင်း1မိနစ်တောင်မပြည့်ဘူးဒါဖူလဲဒါနူးနက်စရဖြစ်တဲ့ပုံကနေပြီးတော့ကံပေးလိုက်တာကိုးရောတာဗျာလှလဲလှတယ်1မိနစ်တောင်မပြည့်ဘူးနော်တကယ်59စက္ကန့်ပဲရှိသေးတာကိုးရောတာတကယ်ကိုမိုက်တဲ့ကိုးပဲဗျာလို့နော်အဲ့တော့ ကျွန်တော်တို့ကတကူရပြီဗျာအဲ့တော့နောက်ထပ်တကူကိုလည်းကျွန်တော်တို့ကကဘာဒီရောကြောက်တာအိုရိုင်လီနဲ့ဂူရမာနဲ့အဲ့ဒါခေါင်းတိုက်လိုက်တဲ့အချိန်ရှန်ထွက်လာတဲ့လုံဗျာဂူနာလီမှာဝဲနေရအောင်ကဘာဒီရောကပိတ်တွင်းလိုက်တာဗျာအဲ့မှာရေကျွန်တော်တို့တကူရပြီကျွန်တော်နှစ်ကူပထမပိုင်းညတူစီအဲ့မကရဘူးနော်တချို့အခွင့်အရေးတွေဆိုရင်လည်းကျွန်တော်တို့ဒါအများကြီးပဲရသေးရဲ့ဒါဂူရမာပြောမလို့ကဲနဲ့ကောင်းနေတဲ့တာရောပြီးလို့ရှိရင်ဂူရမာနည်းနည်းကောင်းနေရောပါတယ်ဗောဗျာဂူရမာအရင်ရောမကောင်းဘူးဒါပေမဲ့ကျွန်တော်ဘက်ကညံ့နေလို့ဆိုရမယ်ဒါပေမဲ့တိုက်စစ်အခွင့်အရေးတွေဆိုတော့တော်တော်များများဖန်တီးနိုင်တယ် ပြီးပြီလေဗျာပထမပိုင်းတူစီဘာလို့ထိလဲကဲရာလီယူနိုက်တက်ကဲရာကျွန်တော်တို့ရဲ့အိမ်ကွင်းဖြစ်တဲ့ EDH ကွင်းမှာပထမပိုင်းရင်တူစီဘာလို့ထိလဲဗျာနောက်တစ်ဂိုးတွေထပ်တွင်းဖို့ပဲကြံတော့တယ်ကျွန်တော်မျှော်လင့်တာဩဟာလန်တော့ဂိုးတွင်းအောင်မှာပါလေဆိုပြီးတော့မျှော်လင့်ထားတာဗျာတလွဲဗျာလို့နော်ဟာလန်တာဂိုးမတွင်းတာလီဘက်ကပြန်ဂိုးတွင်းလာတာအဲ့ဂိုးတွင်းလာတာကဘယ်သူတွေကလက်ဆောင်ပေးလိုက်လဲဆိုတော့ပထမတစ်လုံးနူးနက် မှားတဲ့အမှားပြားလို့နော်ကျွန်တော်ပြောချင်တာလည်းအဲ့ဒါပဲ newness ပထမတစ်ချိန်ကျွန်တော်ပြောတာဘောလုံးပေးဖို့မတည်တတ်ဘူးဗျာထားလိုက်ဒါ Guardiola ရဲ့နေ့စဉ်တိုင်းလည်းဘောလုံးပေးရမယ်ဗျာဒါလူလုံးဝကြံကြုံတလို့ဂူမပေးရပြီးရဆိုရယ်ပုံစံမျိုးနဲ့ကန်တာမဟုတ်ဘူးဂူပေးတယ်တိုက်စစ်ပြန်စတင်မယ်ဒါပေမဲ့အဲ့တချိန်မှားတော့ပါဗျာအဲ့ဒါကိုကျွန်တော်တို့ဘက်ကကောင်နေရတာကဘာဒီယိုတို့ DS တို့ကအကောင်းဆုံးဘောလုံးပြန်ဖြတ်ထုတ်ပြီးတော့ဟန်တာထလာဘောလုံးကကိုယ့်ဘက်ထဲပြန်ရောက်လာပြီအဲ့ဒါကိုဒီကိုမေကိုနွားက ဘောလုံးလူပြတ်ပြီးတော့ရှင်းမလို့လို့နဲ့ဟိုကောင်ကအဲ့ဒါဆွဲပြီးတော့ကန်ချလိုက်တာဂိုးရော်ရာလို့နော်အဲ့တကူပြလိုက်ရတာတကယ်နူးနက်ပြီးရင်နူးနက်အားရမကတဲ့ဘူးခင်ဗျာတခြားအမကြီးလည်းမားရည်ရဲ့အဲ့နူးနက်တော်တော်ကိုမားတာမင်းညာတော်တော်ကြီးကိုမားတာပထမပိုင်းတော့အော်ကြော်တော်ချီးကျူးလိုက်တဲ့ပထမဆုံးဥဆောင်ကိုလေးရလိုက်တော့နူးနက်တော်တော်ကောင်းလာပြီပဲလို့ချီးကျူးမခံဝင်ဒီကောင်မားလိုက်တဲ့အမကြီးဆိုတာနော်နူးနက်ပြီးရင်ကဘာဒီရောတကူအတွင်းပေးတာတော့ဒီနေ့အတွက်အကောင်းဆုံးကစားမဆင်းနေတဲ့ကျွန်တော်ကဘာဒီရောထည့်မယ်ပေါ့ ကပါဒီရော့ဗျာလို့နော်ဘောလုံးရှင်းတော့တာချော်ကြပြောဟိုကောင်တော့တိုက်တယ်လို့ဖြစ်သွားအမဲတော့သူဘောလုံးဥပါတယ်ဒါပေမဲ့ချော်ကြလိုက်တော့ဗျာဘောလုံးမထိပဲနဲ့သူကဒီတိုင်းသွတ်တွန်းလိုက်တယ်လို့ကြီးဖြစ်သွားတာဗျာတမင်လောက်တာတော့မဟုတ်ဗျာပြောမယ်ဆိုသူရဲ့မတင်မတက်လှုပ်လိုက်တဲ့ဒါဘောလုံးလူယူမှုပုံစံမျိုးပေါ့ဗျာအဲ့ဒါကြောင့်ပဲပနတီပေးလိုက်ရတယ်ဒွနရမာကတော့အကောင်းဆုံးပုတ်ထုတ်ကာဝယ်ခဲ့တယ်ဗျာဒါပေမဲ့လည်းပြန်ရှင်ထွက်လာတာဒါကတော့ပနတီဆိုတော့ဒါပုတ်ထုတ်တာရင်ကျေးဇူးတင်ရမယ်လို့ဖြစ်နေပြီဗျာပုတ်ထုတ်ကာဝယ်လိုက်တဲ့အတွက်ကျွန်တော်တို့ဒါဟို m mitchell ဆိုလား m cha n mitchell ဆိုလားအဲ့ကောင်ချေပါကုတ်ပြလိုက်တာတူတူဖြစ်သွားတယ်ဒုတိယပိုင်းမှာနှလုံးပြန်ပေးလိုက်ရတယ်ဗျာချင်းနီကလီယူနိုက်တက်နဲ့ကန်နေရတော့တူတူဖြစ်သွားပြီမန်စီးတင်းပြောင်းလဲပြီးစလုပ်ပြီဗျာလို့ကျွန်တော် riders ကိုထုတ်တယ်ပြီးလို့ရှိရင်ကျွန်တော် check in ဝင်လာပြီတိုက်စစ်လမ်းကြောင်းလေးပြန်ပွင့်လာပြီမရသေးဘူးကိုကအဲ့နဲ့ဘနာဒိုစီဘာကြီးထုတ်ပြီးတော့မာမို့စ်ထည့်လိုက်တယ်မရသေးဘူး နောက်ဆုံးဗျာအဲ့ချာကီလေးလေးကပေးပေးပေးပြီးတော့မှဖိုရန်ပေးလိုက်တာနောက်ဆုံးဖိုရန် trade mark လေးပေါ့ဗျာအဲ့ trade mark လေးကနေတဆင်ပဲဒါ area take ကနေပြီးတော့ဘယ်ဂျီလေးနဲ့လှန့်ကန်လိုက်တာဂိုးလေးကိုကွက်တည်ပဲအဲ့ဒီဂိုးလေးကြောင့်တော့မဟုတ်ရင်ကျွန်တော်တို့တကယ်ကိုပဲကြာလို့နော်အချက်ကွဲတော့မှာဒါပေမဲ့ကျွန်တော်နိုင်သွားတာတော့ပျော်ပါတယ်ဒါပေမဲ့ Lee United လို့အတင်းမျိုးနှစ်ခုပြရတာရောအနိုင်ရရှိဖို့အတဲအတန်ကန်ရတာဟော ကျွန်တော်တို့မန်စီးတင်းရဲ့ပုံစံမဟုတ်ဘူးလို့ကျွန်တော်တို့ခံစားမိရတယ်ဗျာဒီဟာပြောမယ်ဆိုတန်းစင်းဆုံးပြိုင်ပွဲอ่ะတန်းစင်းဆုံးမှာတိုက်ပွဲဖြစ်နေတယ်လို့မျိုးပဲညာအဲ့လိုမျိုးကြီးကျွန်တော်တို့ကန်နေရတာဆိုတော့စင်ပြေမနေဘူးဗျာနိုင်လားဆိုတော့နိုင်တယ်ပျော်လားဆိုတော့ပြည့်ဝမပျော်ဘူးဗျာဘာလို့လဲဆိုဂူပြက်နိုင်တဲ့ပွဲတစ်ပွဲကိုနိုင်ခဲ့လို့ဂူပြက်နိုင်တဲ့ပါဠိရဲ့နဲ့နောက်တန်းကစားသမားရဲ့အမှားကြောင့်တရေရလက်တစ်ခုဒါမှမဟုတ်ရှုံးသွားနိုင်တဲ့အနေအထားတစ်ခုကနေမှအတဲအတဲပြန်ကန်ပြီးတော့နိုင်ခဲ့ရလို့ ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့မန်စီတင်းရောလက်ရှိချိန်မှာအဆင့်နှစ်နေရာတော့ရောက်ရှိကြပြီဖြစ်တယ်အဲ့တော့ဒီနေ့ညကံမဲ့အာဆင်နယ်နဲ့ချက်စီးပွဲဘလိုရက်လက်ပဲထွက်ထွက်ကျွန်တော်တို့မန်စီတင်းတို့ကတော့ကောင်းမွန်တဲ့ဒါအနေထားတစ်ခုတော့ဖန်တီးထားနိုင်တယ်လို့ပြောလို့ရမယ်ချက်စီးနိုင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်အာဆင်နယ်နဲ့အမတ်ကွာဟာချက်ကို၄မှတ်ထိ short chance 3မှတ်กว่าပါပြီကျွန်တော်၄မှတ်ပဲกว่าတော့มาဖြစ်တယ်ပေါ့เนาะအဲ့တော့ Chelsea ရဲ့ကိုတော့ကျွန်တော်တို့ဒါ3မှတ်กว่าနဲ့ဆက်လက်ပြီးတော့တို့တို့အဆင့်နှစ်နေရာကိုဆက်ဖိအားပေးမှာပေါ့เนาะ Arsenal နိုင်သွားတယ်ဆိုရင်လည်း ကျွန်တော်ကအစနစ်နေရာမှာယက်တီနေမှာဖြစ်ပြီးတော့ကျွန်တော်ဒါအာဆင်နယ်ကိုဒါခုနှစ်မဲ့အကွာနဲ့ဆက်လက်ပြီးတော့ဖိအားပေးနေမှာဖြစ်တယ်။အဲ့တော့တရေကြတော့မယ်ဆိုရင်တော့ကျွန်တော်တို့မန်စီးအတင်းကတော့ဒါအစင်းနှစ်နေရာကိုယက်တီမယ်အာဆင်နယ်နဲ့ကိုကျွန်တော်6မဲ့ sorry ၅မဲ့ပဲကွာဟောရဲအနေထားကိုရရှိတော့မှာဖြစ်တော့ဒီနေ့ညဘလို့ရက်လက်ပဲထွက်လာထွက်လာကျွန်တော်တို့မန်စီးတင်းတို့ကတော့တကယ်ကိုကောင်းမနဲ့အခြေအနေတစ်ခုကိုဖန်တီးထားနိုင်ခဲ့တယ်။ Lee United ကိုအတဲတဲအနိုင်ကန်ထားပြီးတော့ဘလို့ပြောကြပါလေဗျာအဲ့တော့ညီကိုတို့အမြင်လေးလည်း comment မှာကျွန်တော်ရေးပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ဗျာ